မင်္ဂလာပါရှင်ရှမ်းအေခိုမီယာကကျူဆိုပါတယ်ရှမ်းပြည်နယ်ဆိုးရဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝင်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့်အတူဇွန်လ29ရက်နေ့နံနက်9:00နာရီအချိန်တွင်တောင်ကြီးမြို့တန်ရှင်းသာယာလှပရင်လမ်းများပုံမကောင်းမွန်လာစေရေးအတွက်တောင်ကြီးမြို့ပြည်တော်စုလမ်းမကြီးမှာရွှေဖုံးပွင့်စည်တော်မြတ်ကြီးသို့အတက်လမ်းတောင်စီလုံကြုံရေးကိတ်ချန်စီရုပ်အုပ်တတိုင်းကာရန်ချင်းလုပ်ငန်းခွင်နေပြည်내စီပင်သာရေးဌာနနှင့်စိတ်နှင်းစီကုမ္ပဏီတို့ပူးပေါင်း၍လမ်းတို့ချေပြီးနိုင်လုံကတရားခင်းချင်းဆောင်ရွက်နေသည့်လုပ်ငန်းခွင်သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကလမ်းများရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေးအတွက်တတ်မှတ်စမ်းချိန်စမ်းညွှန်းပြည့်မီအောင်စနစ်တကျဆောင်ရွက်ရန်နှင့်တတ်မှတ်ကာလအတွင်းအချိန်မီပြီးစီအောင်ဆောင်ရွက်ပေးကြရန်တာဝန်ရှိသူများအားမှာကြားခဲ့ပါသည် ဆက်လက်၍ပြည်내ဝန်ကြီးချုပ်နေအဖွဲ့သည်ရွှေဘုံဝင်ဖရာအတက်လန်နိုင်လွန်ကတရားလန်အစင်းမြင့်တင်ခင်းချင်းနေမှုအခြေအနေနှင့်လမ်းဘေးမြေထိန်နိုင်ရန်ဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီးလမ်းများမြက်ွယ်နေရာတွင်မြင်းညီဆောင်ရွက်ပြည်ရန်လိုအပ်ပါကြောင်း ြေထိန်နိုင်ရများပျက်စီးယိုယင်းမှုမရှိစေရင်းနှင့်ရေရှည်ခိုင်ခန့်စေနိုင်ရန်အတွက်စစ်စက်မပြတ်တည်ရှိစစ်ဆေးခြင်းထိမ့်သိမ်းဆောက်ရှောက်ခြင်းများဆောင်ရွက်ကြရန်တက်ဆိုင်ရာဌာနအားမှာကြားခဲ့ကြောင်းသိရှိရပါသည် ထိုမှတက်စင်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့ရွှေဖုံးပွင့်အစင်းလမ်း၄.၄ကီလိုမီတာနှင့်၅.၂ကီလိုမီတာကြား၌လမ်းသာတိုးချဲ့၍ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့်လမ်းမြေရေးဆွဲခြင်းဆောင်ရွက်မိနေရအောင်တွားရောက်ကြည့်ရှိသူစစ်ဆေးရာမြို့နယ်စီပင်သာရေးဌာနမှတာဝန်ရှိသူတအူးကရှင်းလင်းတင်ပြပြီးပြည်내ဝန်ကြီးချုပ်က လက်နက်ခွာတွင်နန်းအဆောင်ကိုအချိုးအစားမှန်ကန်မှုရှိစေရင်းနှင့်လှိုင်းတုံများမရှိစေရင်းဆောင်ရွက်ပြီးရန်လိုအပ်ပါကြောင်းရေစီရင်နာကောင်းမွန်ရေးအတွက်ရေနုံမြောင်းများထည့်သွင်းဆောင်ရွက်ပြီးရန်လိုအပ်ကြောင်းမှာကြားခဲ့ပါတယ်ဆက်လက်၍ ပြည်내ဝန်ကြီးချုပ်နယ်အဖွဲ့သည်တောင်ကြီးမြို့နီလာလန်းမှပညာဘောဒီကျောင်းသို့သွားသည့်လမ်းဆုံးထိ AC လမ်းခင်းခြင်းလုပ်ငန်းနှင့်ဆက်ဆက်လုပ်ငန်းများဆောင်ရွက်မိနေရနှင့်လမ်းတိုးချဲ့ခြင်းအခြေခံလွှာခင်းခြင်းလုပ်ငန်းပစ္စည်းမှုအားတွားရောက်ကြည့်ရှုစစ်ဆေးရာမြို့နယ်စီပင်သာရေးဌာနမှတာဝန်ရှိသူတဦးကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကရေနှုံမြောင်းများဆောင်ရွက်ရာတွင်ကာလံပင်ရှိတစ်ပင်များအားအက ိုင်းခုံအလင်းဖွင့်ပြရန်နှင့်လုပ်ငန်းများနှင့်ဆက်လျင်းပြီးစနေတကြကွင်းစင်ကြီးကျက်ဆောင်ရွက်ပြီးကြရန်တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။ရင်းနောက်ပြည်내ဝန်ကြီးချုပ်နေအဖွဲ့သည်တောင်ကြီးမြို့ကနိုင်ကန်နှင့်တောင်ချောင်းကြီးလမ်းရှိလမ်းကျင်းနေသည့်အပိုင်းအားလမ်းနာတိုးချဲ့အစီအမြင့်တင်ခြင်းလုပ်ငန်းနှင့်မြေယာရှုခင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအားတွားရောက်ကြည့်ရှုစစ်ဆေးရာကုမ္ပဏီတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကရေနုံများအတွင်ဝင်ရောက်မီ ရင်ဝင်ပေါက်နေရာနှင့်ပလက်ဖောင်းမော်ရှိရေမြောင်ဖုံးကိုအဖွင့်ပိတ်လုံနိုင်သည့်မြောင်ဖုံးများဖြင့်ဆောင်ရွက်ပြီးရန်လိုအပ်ပါကြောင်းကံမင်းရှိရေမြောင်မှတဆင်ရေအညစ်အကြေးများကံတွင်းမဝင်ရောက်နိုင်စေရန်ရေထိန်းတကားနေရာကိုအမြင့်ပိုင်းတွင်ဆောင်ရွက်ပြီးရန်လိုအပ်ကြောင်းလုပ်ငန်းများကိုစီပင်သာရေးဌာနမှကွင်းစင်းစစ်ဆေးပြီးနိုအပ်သည့်များကိုတက်ဆိုင်ရာကုမ္ပဏီနှင့်ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့ပါသည်ဆက်လက်၍ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ကြောင်ကြီးစုရက်ွက်ရှိကနိုင်ကန်တုံးကန်ရှိဘက်ချံခြံစီယိုကာယန်နေမို့နေရေထွက်ပေါက်ထားရှိဆောင်ရွက်မိနေရာတို့ကိုတွားရောက်ကြည့်ရှုဆစ်ဆေးပြီးကနိုင်ကန်နဲ့ကံပဝင်းကျင်တန်ရှင်းသားရလှပရင်အတွက်ကံအတွင်းရှိအမိုက်များကိုတက်ဆိုင်ရာတာဝန်ရှိသူများကစဉ်ဆက်မပြတ်တန်စီရေးဆောင်ရွက်ပြီးရန်လိုအပ်ကြောင်း ကံဝင်အထွက်လန်းနေရာတွင်ခြံဝင်းတကားဆောင်ရွက်ပင်းရနေလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကျန်ကြာမှုမရှိစေရင်စီပင်သာယာဌာနမှလိုအပ်သည့်များပေါင်းဆက်ဆောင်ရွက်ပေးကြရန်တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။